မင်္ဂလာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ April 28ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်တပ်စစ်ကြောင်းထိုးလာလို့မိုးပြဲမြို့မှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းငလင်ဘေးတဲ့မန္တလေးတိုင်းကမြို့နယ်တချို့မှာအပူဒဏ်ကြောင့်လူသေဆုံးမှုရှိလာတဲ့အခြေအနေမင်းလာမြို့နယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်က10ဦးသေပြီးနောက်ဆုတ်ခွာသွားတဲ့အကြောင်းဒီမော့ဆိုအနောက်ဘက်ခြမ်းမှာကြောက်တုံးပြိုကျပြီးစစ်ဆောင်ပြည်သူတအူသေဆုံးတဲ့ဖြစ်စဉ်ဒီသတင်းတွေတင်ဆက်ပေးမှာပါ ရှမ်းပြည်တောင်ပိုင်းနဲ့ကရင်နီပြည်နယ်အဆက်ကမိုးပြဲမြို့မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းပစ်ကူတုံးနေတယ်လို့ရှမ်းတောင်စစ်ဒေသကွယ် PDF အမှတ်၁ဗျူဟာတာဝန်ရှိသူကပြောပါတယ်။ဒီနေ့ April 28ရက်မနက်ပိုင်းကစလို့စစ်ကောင်စီတပ်ဟာမိုးပြဲမြို့ထဲကိုဝင်နိုင်ဖို့တော်လှန်ရေးတပ်တွေရဲ့မြို့ကာကင်းတွေစီစစ်ကြောင်ထိုးလာတာပါ။တိုက်ပွဲတွေဆက်ဖြစ်နေစေဖြစ်တာကြောင့်မြေပြင်အချက်အလက်ကိုစုစည်းလို့မရသေးဘူးလို့ရှမ်းတောင်စစ်ဒေသကွယ်တာဝန်ရှိသူကရှင်းပြပါတယ်။ ဒီနေ့နေ့ခင်းပိုင်းအထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါမိုးပြဲမြို့တိုက်ပွဲအခြေအနေကြောင့်မြို့နယ်ပတ်ဝန်းကျင်ဒေသတွေကိုဖြတ်တန်းသွားလာတာမဟုတ်ဖို့သတိပေးထားပါတယ်ပြီးခဲ့တဲ့ရက်တွေကထိတွေ့မှုတချို့ရှိခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတာ၃ရက်လောက်ရှိပြီလို့မိုးပြဲမြို့ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်မနေ့ကစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်အရက်သားတအူးသေဆုံးခဲ့ရပါသေးတယ် ကရင်နီတပ်ပေါင်းစုသိမ်းပိုက်ထားတဲ့မိုးပြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီတပ်ကြိုးပမ်းနေတာဟာလေးလကျော်ရှိလာပါပြီ။ဒါအပြင်ဒီနှစ် January ကစလို့စစ်ကောင်စီတပ်တွေဟာလွန်ကော်နဲ့မိုးပြဲမြို့ကိုဆက်ထားတဲ့လမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းခဲ့ပြီးကယင်းနီပြည်ကတပ်ပေါင်းစုံဟာခုခံကာကွယ်နေကြောင်း KNDF က April ပထမပတ်မှာထုတ်ပြန်ထားပါတယ်ရှင်။ငလင်ဘေးတဲ့မန္တလေးတိုင်းကမြို့နယ်တချို့မှာနေအပူချိန်မြင့်တက်နေပြီး heat stroke အပူရှက်တာကြောင့်လူသေဆုံးမှုတွေရှိလာသလိုဆေးရုံတက်လူနာတွေလည်းများလာပါတယ်။မန္တလေးမြို့မှာ April လလယ်ကစပြီးနေ့အပူချိန်40ဒီဂရီ Celsius အထက်မြင့်တက်လာပြီးတဲ့နောက်အပူရှက်လူနာတွေများလာတယ်လို့မန္တလေးပြည်သူဆေးရုံကြီးကကျန်းမာရေးဝန်ထမ်းတချို့ပြောပါတယ်။ဒီရက်ပိုင်းအတွင်းအပူရှက်တာကြောင့်ဆေးရုံရောက်လာသူမန္တလေးဆေးရုံကြီးမှာ3ဦးနဲ့တခြားဆေးရုံမှာ2ဦးရှိတယ်လို့သိရတာပါ မန္တလေးမြို့မှာအပူရှက်တာကြောင့်လူသေဆုံးမှုမရှိသေးဘူးလို့ကျန်းမာရေးဝန်ထမ်းတွေကပြောပေမဲ့အပူချိန်မြင့်တက်တာကြောင့်သေဆုံးသူတချို့ရှိနေတယ်လို့လူမှုရေးအသင်းကအဖွဲ့ဝင်တဦးပြောပါရယ်အထူးသဖြင့်တက်ကြီးပိုင်းတချို့အရေးပေါ်အခြေအနေနဲ့ဆေးရုံပိုးရသလိုသေဆုံးတာလည်းရှိနေပါရယ်တိုက်ပြိုတိုက်ပြက်တွေနဲ့ဆိုတော့အပူဒဏ်ပိုများတာပေါ့လို့မန္တလေးမြို့ကလူမှုကူညီရေးဆောင်ရွက်သူတဦးကဆိုပါရယ် အခုလိုအပူချိန်မြင့်တက်နေချိန်လျှက်စက်မီးကလည်းတရက်လုံးနေမှနာရီအနည်းငယ်ပဲရလို့အခက်အခဲတွေပိုကြီးနေကြောင်းမန္တလေးမြို့ကန်တွေကဆိုပါတယ်။ဒါအပြင် ပုံမှန်အိမ်သုံးဆေးဝါးတွေတောင် အလွယ်တကူဝယ်မရပဲဈေးတွေလည်းတက်သွားတယ်လို့ဒတ်တဦးမြို့နယ်မှာဖွင့်ထားတဲ့ဈေးဆိုင်စီကသိရတာပါ။ပတ်စံရှိရင်တောင်ရှာပြီးတော့လိုက်ဝယ်နေရတယ်ဈေးတွေပြက်နေတာဆိုတယ်ဓာတ်စားတို့တောင်တထုပ်300 400တက်သွားတယ်လို့ဈေးဆိုင်ပါရှင်တဦးကပြောပါတယ်။ မန္တလေးတိုင်းမှာငလင်းကြောင့်လူနေလို့မရတော့တဲ့အိမ်တွေကမိသားစုဝင်တွေဟာယာယီကယ်ဆယ်ရေးစခန်းတချို့နဲ့နီးစပ်ရာဆွေမျိုးတွေစီအဆင်ပြေသလိုနေကြရပါတယ်ဖြိုးဖျက်ထားတဲ့အိမ်တွေအနည်းမှာယာယီတဲထိုးပြီးနေတဲ့သူတွေလည်းရှိပါတယ်ဒါကြောင့်အပူတံကိုပိုးပြီးရင်ဆိုင်နေကြရတာပါပြီးခဲ့တဲ့ရက်အနည်းငယ်ကကြောက်ဆယ်မျိုးနဲ့ပသိမ်ကြီးမျိုးနဲ့မှအပူရှက်တာကြောင့်အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မန္တလေး၊စကိုင်းနဲ့မကွေးတိုင်းတို့ဟာ ကြံဒေသတွေထက်အပူချိန်မြင့်တက်နေပါတယ်။မနေ့ကတိုင်းနယ်ပြည်နယ်တချို့မှာမိုးသီးတွေကျွေးတဲ့အထိမိုးသက်လေပြင်းကျခဲ့ပေမဲ့လက်ရှိအပူချိန်မြင့်နေတဲ့ဒေသတွေမှာတော့မိုးရွာသွန်းခြင်းမရှိခဲ့ပါဘူး။ဒီနေ့ဧပြီ28ရက်နေ့မေလ4ရက်အတွင်းမြန်မာနိုင်ငံဒေသအများစုမှာမိုးရွာနိုင်ပြီးတော့အပူချိန်တွေရော့ကျလာနိုင်တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါရရှင်။ မကွေးတိုင်းမဲလာမြို့နယ်အတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရရှိခဲ့ပါတယ်။မနေ့ကတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေကြောင်းကနေအပြင်းထန်ခုခံခဲ့ရတယ်လို့ဆိုပါတယ်။အင်အား80ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို PDF စစ်စင်ရေးနယ်မြေနှင့်ပဲခူးတိုင်းစစ်ဌာနဗျူဟာ22နဲ့မဟာမိတ်တွေကတိုက်ခိုက်ခဲ့တာလို့ NUG ရဲ့သတင်းဌာန PVTV ကဖော်ပြပါဗါရစစ်ကောင်စီတပ်စစ်ကြောင်းဟာမနေ့ကမနက်ပိုင်းမှာ မင်းလာမြို့နယ်စားချောင်းကျေးရွာကနေမိုးရိပ်ကျေးရွာကိုစစ်ကြောင်းထိုးလာတာကြောင့်ပူပေါင်းတပ်ဖွဲ့ကတက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲ2နာရီခွဲခန့်ကြာခဲ့ပြီးစစ်ကောင်စီက MI-35 တစ်စီး၊ Jet Fighter နှစ်စီးတို့နဲ့လေကြောင်းပစ်ကူပေးခဲ့တယ်လို့ဖော်ပြပါတယ်။တိုက်ပွဲအတွင်းတနက်ဘုံသီးတွေနဲ့စစ်သုံးပစ္စည်းတွေသိမ်းဆည်းရမိပြီးစစ်ကောင်စီတပ်ကတော့ထောက်ကျန့်ကျေးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။ဒါအပြင်ထောက်ကျန့်ကျေးရွာဖုံးကြီးကျောင်းထဲမှာအင်အား120ခန့်ရှိတဲ့အတွက် ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုကြဖို့ကာကွယ်ရေးရဲဘော်တအူကပြောပါတယ်။ပြီးခဲ့တဲ့ April 23ရက်ကလည်းမင်းလားမြို့နယ်မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးအဲ့ဒီရက်နောက်ပိုင်းကစလို့စစ်ကောင်စီတပ်စစ်ကြောင်းတွေထပ်မံဝင်ရောက်လာနေတာပါ။ဒါကြောင့်မင်းလားမြို့နယ်ထဲမှာရှိတဲ့ရွာပေါင်း21ရွာကဒေသခံတွေဟာနေရက်စွန့်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်ရှင်။ ။ကရင်နီပြည်နယ်ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာကြောက်တုံးပြိုကျလို့ဆစ်ဆောင်ပြည်သူအဖိုးတအူသေဆုံးပြီးနေအိမ်တချို့ပျက်စီးမှုရှိကြောင်းဒေသခံတွေကပြောပါတယ်။ဒီနေ့နေကင်ပိုင်းကမိုးရွာပြီးနောက်ငါးဘေပတ်လည်ကန်ရှိတဲ့ကြောက်တုံးတလုံးဟာဆစ်ဆောင်ပြည်သူတွေနေထိုင်တဲ့အိမ်တွေပေါ်ပြုတ်ကျခဲ့တာလို့သိရပါတယ်။ငလင်းတန်နောက်ဆက်တွဲကြောင်းတောင်ပေါ်ကကြောက်တုံးတွေဟာမခိုင်မာတော့ပဲမိုးထက်ရွာခဲ့တာကြောင့်လိမ့်ကျလာတာလို့ဒေသခံတအူကသုံးသပ်ပါတယ် လက်ရှိအခြေအနေအရကြောက်တောင်အနီးမှနေထိုင်ကြတဲ့စစ်ဘေးရှောင်တွေသတိထားဖို့တာဝန်ရှိသူတွေကတိုက်တွန်းတင်ကြောင်းဒေသခံတချို့ပြောပါတယ်ကျွန်တော်တို့အစ်ရှောင်ဘဝကလည်းလေရင်ရန်ကြောက်ရလိုက်လက်နက်ကြီးရန်ကြောက်ရလိုက်တဘာဝဘေးကြောက်ရလိုက်နဲ့အခုလဲကြောက်တုံးကြီးလိမ့်ကြလို့လူသေးဆုံးရတယ်လို့စစ်ရှောင်ပြည်သူအိမ်လဲပျက်စီးခဲ့ရပြီလို့ဒီမော့ဆိုမျိုးနဲ့စစ်ရှောင်အကြီးကုညီပေးနေသူကဆိုပါတယ်မတ်လ28ရက်ကစကိုင်းကလေးကြီးတန်းကြောင်ဒီမော့ဆိုမျိုးအနောက်ဘက်ချမ်းမှာ အကျဲအနက်ပေးတရားကျော်ရှိတဲ့တွင်းနယ်ကြီးတခုလည်းဖြစ်ပေါ်ခဲ့ပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်ပြည်နယ်မှာဆစ်ဆောင်နေရတဲ့ပြည်သူ၃သိန်းခန့်ရှိပြီးအများစုဟာအရေးပေါ်စေဝါနဲ့အစားအသောက်ရိက္ခာတွေလိုအပ်နေပါတယ်ရှင် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်